မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကို တင်ဆက်ပေးပါမယ်ပထမအဆုံးအနေနဲ့စစ်ကောင်ရှင်ကကုလသမဂ္ဂ၏ဆွဆွဲချက်များကိုယုတ်တိမရှိဟုကန့်ကွက်ပေးချခဲ့ပြီးမြမရေကို၎င်းတို့ဥဆောင်မည်ဟုကြေညာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အာနာသိန်းစစ်ကော်မရှင်ကမြမအရင်းနဲ့ပတ်သက်၍ကုလသမဂ္ဂလူခွင့်ရေးကောင်စီ UNHRC နေဖြင့်ယုတ်တိမရှိပဲဆွဆွဲနေသည်ဟုကန့်ကွက်ပေးချခဲ့ပြီးရွေးကောက်ပွဲပါဝင် ပြည်ရင်းချင်းချင်းရေးကို၎င်းတို့၏ဥဆောင်မှုဖြင့်သာဆက်လက်ဆောင်ရွက်သွားမည်ဟုကြေညာခဲ့ပါသည် စစ်ကောင်မရှင်သည်ဂျင်နီဗာမြို့တွင်ကျင်းပခဲ့သည့်လူခွင့်ရေးကောင်စီ60ကြိမ်မြောက်အစည်းအဝေးတွင်မြမရေးနှင့်ပတ်သက်၍အစင်ခန်းစာနှင့်ဆွေးနွေးမှုများအပေါ်ယမန်နေ့အောက်တိုဘာ23ရက်ကတုံ့ပြန်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည် စစ်ကောင်ရှင်၏အာဏာသိမ်းပြီးနောက်ပြုလုပ်သွားမည်၎င်းတို့၏ရွေးကောက်ပွဲရလဲအရာအနိုင်ရရှိလိုက်မည်နိုင်ငံရေးပါတီကိုအာဏာလွှဲသွားမည်ဖြစ်ပြီးမြန်မာဦးဆောင်သည့်မြန်မာကိုယ်ပိုင်လုပ်ငန်းစဉ်ဖြင့်ပြည်ရင်းငြိမ်းချမ်းရေးတည်ငြိမ်ရေးတိုင်းပြည်တရားဝပြောရေးတို့ကိုဆက်လက်ဆောင်ရွက်သွားမည်ဟုဆိုပါသည် ထို့သောစစ်ကောင်မရှင်ရင်းညွတ်သောအဆိုပါမြမကိုပိုင်လုပ်ငန်းစဉ်ဆိုသည်မှာကုလသမဂ္ဂနှင့်အာဆီယံတို့လွန်လာကြသော အမျိုးသားညီညွတ်ရေးအစိုးရ NUG တော်လှန်ရေးဖွဲ့ EAO များအပါအဝင်အင်အားစုအလုံးပါဝင်မှုမျိုးမဟုတ်ဘဲ၎င်းတို့၏ဥဆောင်မှုသာဖြစ်ကြောင်းမြမရေးကဲခတ်တို့ကထောက်ပြသုံးသပ်ထားပါသည် အဆိုပါ UNHRC အစည်းအဝေးတွင် ကုလသမဂ္ဂလူခွင့်ရေးဆိုင်ရာမဟာမင်းကြီးအစင်ခန်းစာနှင့်မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရန်နီယာ IMM တို့၏အစင်ခန်းစာပေါ်ပေါင်းဆက်၍ဆွေးနွေးခဲ့ကြပြီးယခုအချိန်တွင်လည်းစစ်ကောင်စီနှင့်ပြင်တရားဝင်တက်ရောက်ခွင့်မရခဲ့ကြောင်းသိရပါသည်တို့ကြောင့်လူခွင့်ရေးကောင်းစီအခြေခံမှုများဖြစ်သည့်အပြုသဘောဆောင်သောဆွေးနွေးမှုနှင့်ပ ပူပေါင်းဆောင်ရွက်မှုတို့နဲ့တွေ့ဖက်လျက်ရှိသလိုရင်းဆွေးနွေးမှုများနဲ့အစဉ်ခံစားများတွင်အတိမပြတ်နိုင်သောအချက်အလက်များကိုအသုံးပြု၍၎င်းတို့ပေါ်ထက်တလဲလဲဆွဆွဲနေခြင်းဖြစ်ကြောင်းစစ်ကောင်မရှင်ကဆိုပါတယ်။ ဤကဲ့သို့ဆွဆဲချက်များကိုအချင်းချင်းပြုလုပ်နေပြီးကုလသမဂ္ဂ၏လူခွင့်ရေးကာကွယ်မြင့်တင်ရေးမျက်နှာစာတွင်အရေးကြီးဆုံးသောရန်နရာတရဖြစ်သည့်လူခွင့်ရေးကောင်စီသည်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်ခု၌ဖြစ်ပေါ်နေမူအားလက်တွေ့ကျဗန်းလိုက်မှုကင်းစွာမတုံ့တက်ကြောင်းစစ်ကောမရှိထုတ်ပြန်ချက်တွင်ဆိုထားပါသည် စစ်ကောင်မရှင်အနေဖြင့်အစိုးပေါင်းဆွဆွဲချက်များနဲ့ပြည်တွင်းရေးဝင်ရောက်ဆွတ်ဖက်သည့်ဆွေးနွေးချက်များကိုပြတ်သားစွာကန့်ကွက်ပေးချပြီး၎င်းတို့လုတ်ကင်သည့်လုပ်ငန်းများကိုလည်းမျက်ခြေမပြတ်အကောင့်ထဲပေါ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားတယ်လို့သိရပါဗျ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ အာဆီယံအနေဖြင့်မြန်မာစေအုပ်စု၏ရွေးကောက်ပွဲကိုပြပြတသားညင်းပေရန်မလေးရှားနှင့်ထိုင်းနိုင်ငံသား၏ဝင်ကြီးဟောင်း၂ဦးနှင့်မြန်မာနိုင်ငံဆိုင်ရာအထူးကြံပေးကောင်စီ SACM ကတိုက်တွန်းတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ အာဆီယံအနေဖြင့်မြန်မာစစ်အုပ်စု၏ရွေးကောက်ပွဲကိုပြည့်ပြည့်သားသားညှင်းပယ်ရန်မလေးရှားနှင့်ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်းနှုတ်ဦးနှင့်မြန်မာနိုင်ငံဆိုင်ရာထူးချန်ပေးကောင်စီ SACM ကယနေ့ကြေညာချက်ထုတ်ပြန်တိုက်တွန်းလိုက်ပါရယ်အဆိုပါကြေညာချက်ကိုမလေးရှားနိုင်ငံခြားရေးဝန်ကြီးဒိုကိုဆရီမဟာမနဲ့ ထိုင်းနိုင်ငံနိုင်ငံခြားရေးဝန်ကြီးတို့ကမြန်မာနိုင်ငံဆိုင်ရာအထူးကြံပေးကောင်စီ SACM အဖွဲ့ဝင်၃ဦးနဲ့အတူထုတ်ပြန်လိုက်ခြင်းဖြစ်ပြီးယခုအောက်တိုဘာလအတွင်းမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာပြုလုပ်မယ့်58ကျင်းမြောက်အာဆီယံထိပ်သီးအစည်းအဝေးမှာစေယုတ်စု၏အထူးရောင်ရွေးကောက်ပွဲကိုပြည့်ပြည့်တသားညင်းပယ်ရန်မြန်မာနိုင်ငံပေါ်မဟာဗျူဟာများပြန်လည်တုံ့သက်တက်မှတ်ရန်တောင်းဆိုလိုက်ခြင်းဖြစ်ပါသည် အော်တိုမာ9ရက်နေ့မလေးရှားနိုင်ငံသားဝန်ကြီးမိုဟာမက်ဟဆန်၏နေပြည်တော်ခီးစဉ်တွင်မြန်မာနိုင်ငံတွင်ကျင်းပမည့်ရွေးကောက်ပွဲနှင့်ပတ်သက်၍လွတ်လပ်တရားမျှတမှုပွင့်လင်းမြင်သာမှုနှင့်ယုံကြည်စိတ်ချရသောလုပ်ငန်းစဉ်များအတွက်အနိုင်ဆုံးစံနှုန်းများကိုချမှတ်ခဲ့ပြီးနိုင်ငံတော်ကျင်းပတဲ့ကြောင်းနိုင်ငံရေးပါတီများအားလုံးကပါဝင်ဆောင်ရွက်တဲ့ကြောင်းစေယုတ်စုကိုတိုက်တွန်းခဲ့ပါသည်။ မလေးရှားနိုင်ငံခြားဝင်ကြီးထုတ်ဖော်ပြောဆိုခဲ့သောစံသတ်မှတ်ချက်များနဲ့စေအုပ်စုကဒီဇင်ဘာ28ရက်နေ့တွင်စတင်ရန်စီစဉ်ထားသောရွေးကောက်ပွဲကမကိုက်ညီသဖြင့်အာဆီယံကစေအုပ်စု၏ရွေးကောက်ပွဲကိုပြက်ပြက်တတပိတ်ချရမည်ဖြစ်ကြောင်းအကယ်၍အာဆီယံစေအုပ်စု၏ရွေးကောက်ပွဲကိုမပိတ်ချလျင်မြန်မာပြည်သူများပေါ်တစ်ဆာဖောက်လိုက်ခြင်းဖြစ်ပြီးဒေသတွင်းမှရစ်ဆက်ကြမ်းကြုတ်သောဆရာနာရှင်ကိုဆုချခြင်းဖြစ်လိမ့်မည်ဟုတရိပ်ပေးပါသည် ဆေယုစုကမလေးရှားနိုင်ငံသားဝင်ကြီးခီးစင်ကိုလိန်လယ်ဝါရဖြန့်ခဲ့ပြီးအာဆီယံကမြန်မာနိုင်ငံသို့ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့များဆင်းလို့မည်ဟုကြေပြုခဲ့သည့်ဝါရဖြန့်ပြောင်းပြောင်းတင်းတင်းလိန်လယ်ခြင်းမှာတရားဝင်မှုရရှိရေးကြိုးပမ်းမှုတရက်ဖြစ်ကြောင်းထောက်ပြထားပါသည်။ မြန်မာစေယုံစုကအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထည့်ဖို့ရန်ပြက်ကွက်ခဲ့မှုမှာအာဆီယံ၏ကြာရှုံးမှုဖြင့်ဝန်ခံရမည်ဖြစ်ပြီးဒေတာရင်းနိုင်ငံများအကြားနိုင်ငံဖြတ်ကျော်ရာဆုံးမှုများတိုးပွားလာစေခြင်းအဖွဲ့ဝင်နိုင်ငံများအကြားအနာဂတ်ဆင်အာနာသိမ်းမှုဖြစ်လာစေရန်ခွင့်ပြုစေတဲ့ကဲ့သို့ဖြစ်ခြင်းတီတူထောင်ချီတက်ပြတ်ခြင်းကိုလစ်လူရှုခြင်းနဲ့အာဆီယံနေဖြင့်မိမိဖွဲ့တွင်အရေးကြီးသော ဆုံးဖြတ်မှုများကိုဥဆောင်ထိန်ချုပ်ရန် အင်အားနဲ့ဩစာမရှိတော့ခြင်းများဖြစ်ပေါ်စေကြောင်းထောက်ပြထားပါတယ်။အာနာသိန်းအုတ်ချုပ်ရည်ဤအကျန်းဖတ်မှုများအမြင့်ဆုံးဆင့်ကိုရောက်ရှိလာချိန်မှာအထူးရောက်ရွေးကောက်ပွဲမှာလည်းနီးကပ်လာနေသောကြောင့် အာဆီယံအဖွဲ့အစည်းဖြင့်လှုပ်ဆောင်နိုင်သည့်နောက်ဆုံးအခွင့်အရေးတစ်ခုပဲကျန်ရှိတော့ကြောင်းပထမဦးဆုံးအာဆီယံသည်စစ်တပ်၏အထူးရောင်ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်းပြက်ပြက်တတ်တာရှင်းရှင်းလင်းလင်းပြောကြားသင့်ပြီး၎င်းတွင်ပါဝင်ပတ်သက်ခြင်းမရှိရနှင့်ရွေးကောက်ပွဲရလဒ်ကိုပေးချရမည်ဖြစ်ကြောင်းစစ်မှန်ပြီးအားလုံးပါဝင်နိုင်သောငြိမ်းချမ်းရေးသဘောတူညီချက်ကိုရရှိရန်နိုင်ငံ၏အကျဉ်းသားများအားလုံးလှုပ်ပေးရန်တရားဝင်နိုင်ငံရေးပါတီများပါဝင်နိုင်ရန်တိုက်ပွဲများရပ်ဆိုင်ရန်နိုင်ငံတကာစောင့်ကြည့်လေ့လာရေးဖွဲ့များ လာရောက်နိုင်မှသာလျင်စစ်မှန်ပြီးယုံကြည်စိတ်ချရသောတနိုင်ငံလုံးအတိုင်းအတာဖြင့်ရေကောက်ပွဲများကိုမြန်မာနိုင်ငံတွင်ကျင်းပရန်ဖြစ်ကြောင်းထောက်ပြထားပါသည်။ထို့ပြင်အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုမြန်မာစစ်တပ်ကအကောင့်ထဲမဖော်ရန်နှင့်မြန်မာစစ်တပ်ကိုရှုံချမှုမှကင်းလွတ်ခွင့်မပေးရန်တင်းကြပ်ရမည်ဖြစ်ကြောင်းစစ်တပ်ကိုစလဲများနှင့်စစ်တပ်ကောင်ဆောင်များကိုအာဆီယံစည်းဝေးတိုင်းမှပိတ်ပင်မှုများတိုးချဲ့ရန်လည်းတိုက်တွန်းထားပါသည်။ တတိယအနေဖြင့်အာဆီယံကမြန်မာနိုင်ငံပေါ်ရှင်းလင်းပြတ်သားသော နောက်ဆုံးဂိမ်းဖြစ်သည့်မဟာဗျူဟာတတိယကိုစတင်ရန်58ချိန်မြောက်ထိပ်သီးစည်းဝေးကိုအသုံးပြုရမည်ဖြစ်ပြီးလက်ရှိအာဆီယံဥက္ကဋ္ဌမလေးရှားနှင့်အနာဂတ်အာဆီယံဥက္ကဋ္ဌဖိလစ်ပိုင်တို့ကအာဆီယံအထူးတန်တမန် အတူအာဆီယံ၏အရေးယူဆောင်ရွက်မှုများပါဝင်တဲ့မူဝါဒများကိုချမှတ်ရမည်ဖြစ်ကြောင်းတိုက်တွန်းထားပါရီအထူးသဖြင့်လေကြောင်းတိုက်ခိုက်မှုများရပ်တန့်ရန်နိုင်ငံ၏အကျဉ်းသားများအလုံးချက်ချင်းပြန်လွတ်ပေးရေးအာဆီယံနှင့်ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့ကထောက်ခံအားပေးပြီးတိုင်းနိုင်ငံလုံးအပြစ်ခက်ရစေးမှုကိုနိုင်ငံတကာမှစောင့်ကြည့်လေ့လာသူများမှစောင့်ကြည့်နေသည့်တိုက်ခိုက်မှုအလုံးကိုချက်ချင်းရပ်နိုင်ရန်တပ်တမန်ရေးရာကြိုးပမ်းမှုများကိုအရှိန်မြှင့်ဆောင်ရွက်ရန်တို့ပါဝင်ကြောင်းသိရပါရီ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မြိတ်ထောင်တွင်နိုင်ငံရေးအကျဉ်းသားအကျဉ်းသူများမတရားဖိနှိပ်ညှဉ်းပန်းခံနေရပြီးဂျမ်းမာရေးစောင့်ရှောက်မှုနှင့်အစားအသောက်များပါအခြေအနေဆူဆူရွာရွာဖြစ်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းမြိတ်အကျဉ်းထောင်တွင်နိုင်ငံရေးအကျဉ်းသားအကျဉ်းသူများမတရားဖိနှိပ်ညှဉ်းပန်းခံနေရပြီးဂျမ်းမာရေးစောင့်ရှောက်မှုနှင့်အစားအသောက်များပါအခြေအနေဆူဆူရွာရွာဖြစ်နေကြောင်းမြိတ်အကျဉ်းထောင်နှင့်နှိစက်သောသတင်းရှင်းမြစ်ကပြောကြားပါရသည်။ မြိတ်ချင်းထောင်မှနိုင်ငံအကျဉ်းသားများကိုမတရားဖိနှိပ်နေပြီးရာဇဝတ်အကျဉ်းသားများကနိုင်ငံအကျဉ်းသားများကိုရိုက်နှက်ရန်စာချင်းများလုံဆောင်နေကြောင်းသိရပါတယ်။ထို့ပြင်မြိတ်ချင်းထောင်မှနိုင်ငံအကျဉ်းသားများထံမှငွေညစ်ချင်းများကိုလည်းအကျဉ်းဥစည်းဌာနနဲ့ရာဇဝတ်အကျဉ်းသားများကလုံဆောင်နေကြောင်းသိရပါတယ်။ ရှင်ပြင်မြိတ်ချင်းထောင်တွင်တပတ်နေရင်အသားဟင်းလေးရက်ကျွေးမည်ဟုသတ်မှတ်စည်းမျဉ်းများရှိတော်လဲအသားဟင်းလုံးဝမကျွေးတော့ကြောင်းတကူရီတန်ရှင်ရဲ့အတွက်လဲရေကိုမဝတဝတာပေးချိုးပြီးထောင်ထဲမှာလူရမ်းချက်တဲကပန်ကာကိုလဲညပိုင်းတွင်နှစ်နာရီခန့်သာပေးဖွင့်ကြောင်းသိရပါတယ်။မြိတ်ချင်းထောင်၏အမျိုးသမီးဆောင်တွင်လဲ မိမဆောင်ထောက်မှုကနိုင်ငံရေးအကျဉ်းသားများအပေါ်ဆဲဆိုဖိနှိပ်မှုများလှုပ်ဆောင်နေသည့်ဖြင့်လူကျက်တဲမှုတန်ရှင်းမှုအားနည်းမှုတို့ကြောင့်အရေးပြားရာနာမှုများလည်းဖြစ်ပွားမှုများပြားကြောင်းသိရပါသည်အကျဉ်းထောင်တွင်အကျဉ်းသားချင်းသူများမှရေမတန်ရှင်းမှုကြောင့်ရာနာများဝဲများဖြစ်ပွားနေတော်လဲအကျဉ်းဦးစီးဌာနကစေဝါကုသပေးခြင်းမပြုသည့်ဖြင့်စေဝါများကိုလည်းပါဆဲပို့ခွင့်မပြုကြောင်းသိရှိရပါသည်